ဲ့လိုအပင်ဆိုင်တဲ့အခါမှာအပင်တန်မာစေတဲ့အမြေဆက်နေပေါ့နော်ကျမနေကိုဒီနေ့ဗီဒီယိုမှာ sharing လုပ်ပေးပါမယ်ဟင်းချက်တဲ့နေ့အပင်ဆိုင်မဲ့နေပေါ့ကွယ်အဲ့ဒါဆိုလို့ရှိရင်တော့ကျမကအစ်စ်ဝယ်လာတဲ့ရှားဆောင်လက်ပတ်လေးရင်ပြီးတော့ ငရုတ်ပင်လေးကိုလည်းအိုးပြောင်းပေးမယ်ပေါ့နော်ပြီးသွားတော့နင်းစီလေးမြေရဘလို့ဆက်တယ်ဆိုလို့ရှိရင်တော့ကျမကတော့ဒီနီးနဲ့ကိုဆက်ခဲ့တာဒီနှစ်ညီပါလောက်ရှိပြီအောက်မှာကျမတို့ကအုံစံခွန်ခံပါတယ်ပုံရံအောက်မှာစိုက်မဲ့ပုံရံအောက်မှာပေါ့နော် အုံစံခွန်လေးခံလိုက်တယ်သူကတော့ရေဝင်ရေထွက်ကောင်းအောင်လို့အောက်ခြေမှာကျမတို့ကအုံစံခွန်ခံတာပါဒါကတော့ပုံအကြီးအတွက်မလောက်တော့ကျမအုံသီးကိုကိုယ်တိုင်ခွဲလိုက်တယ်ပုံမှန်ဆိုရင်တော့ဒီလိုခွဲပြီးသွားရင်ကျမကဒီအုံစံကိုချောင်းအောင်ပ ပြန်လုပ်တယ်ပေါ့နော်ဒီနေ့ကတော့အချိန်မရှိတော့အဆိုးပဲစမ်းသုံးကြည့်မှာပေါ့ဘယ်လိုလာမလဲဆိုတာတော့အာရှေ့ဗီဒီယိုတွေမှာစောင့်ကြည့်ရမယ်ပေါ့နော်ပြီးသွားတော့အချောက်လေးပါနည်းနည်းယူလိုက်တယ်ရည်ကြီးဆက်ပါမယ်အုံးစံခွန်ထဲ့တယ်နွားချီထဲ့ပါတယ်ဒီနီးကကျမကိုပိုင်လုပ်တဲ့နီးပေါ့နော်ပြီးသွားတော့တီကောင်ချီလဲထဲ့တယ်ပြီးသွားတော့ကျမတို့ကစပါးအခွန်ထဲ့ပါတယ်ရှင်စပါးအခွန်ကလည်း ီရေဝင်ရေထွက်တွေအတွက်ရေဆုပ်အားပေါ့နော်အဲ့လိုမျိုးတွေအတွက်အရင်ကောင်းပါတယ်ရှင်ပြီးတော့တော့ကျမကအာမြေကြီးထည့်တယ်တိရွဲ့6ဒီလည်းထည့်တယ်ကျမထည့်တာကတော့အစုံပဲရှင်ဒါကြောင့်မလို့ကျမအပင်ရလဲတန်တာပါတယ်ပြီးတော့တော့မြေကြီးအနီထည့်တယ်အနီကတော့တို့ထိုင်းမှာဒီမီးတောင်ကရရမြေအနီပေါ့နော်ပြီးတော့တော့ကျမကမီးသွေးအမောက်လည်းထည့်ပါတယ်မီးသွေးအမောက်ဒီစဘာအခွန်ကို ကြာကြအောင်လှုပ်ထားတဲ့အမုတ်ဒီလေးထည့်တယ်။အဲ့ဒါပေါ့နော်အဲ့ဟာဒီအကုန်လုံးကိုထည့်တယ်ပြီးရင်ကျမတို့ကရောမှုလိုက်တယ်ပေါ့နော်။ဘယ်လိုထည့်တာလဲဆိုတော့ကအုံးစံခုံကိုကျမက200ဂရမ်လောက်ထည့်တယ်။အဲဆိုင်မဲမြေကိုတော့10ကီလိုထည့်ပါတယ်။အခုကျမထည့်မှာပေါ့နော်ဒီအထုပ်က10ကီလိုထုပ်ပေါ့။အဲ့ဟာလေးကိုထည့်တယ်။ပြီးတော့တော့အာစပားခုံကိုလည်း300ဂရမ်လောက်ထည့်တယ်။ပြီးတော့အာ တီကောင်ချီကတကီလိုပြီးရောတော့နွားချီချီကလည်းတကီလိုကျန်တဲ့ဟာတွေအကုန်လုံးတကီလိုထည့်တယ်။အုံးစံခွန်ရဲ့ဒီဟိုဗာလဲ စဘာခွန်လီကတော့300ခွန်စီပေါ့နော်မြေကိုတော့10အာ10ကီလိုထည့်တယ်အဲ့ဟာတွေအကုန်လုံးကိုယောလိုက်တယ်ပေါ့နော်အချိုးသိရှင်လဲဆိုရင်ကျွန်မ comment မှာလာမီရဲ့သူချင်းချရည်ထားပြီးမယ်နော်အဲ့ဟာလေးကိုထည့်တယ်ဒီမီကတော့လေကျွန်မတို့အပင်ဆိုင်တဲ့အခါရေလုံးကမခံဘူးပြီးတော့တော့ပို့ပြီးတော့မှကောင်းချင်တယ်ဆိုလို့ရှိရင်အခုယောလိုက်တဲ့ဟာတွေကိုကျွန်မတို့ကတလားနေပါလောက်ဒီအတိုင်းလေးရေနည်းနည်းလေးလောင်းပြီးတော့နှက်ထားလိုက် အဲ့ဒါဆိုလို့ရှိရင်လေအပင်ဆိုင်အပင်နဲ့အရန်တန်နေပေါ့နော်ဒါကျမလှုပ်ခဲ့တဲ့နီတချို့လူတွေနဲ့လည်းတွေ့ချင်မှတူမယ်ဒါကိုယ်အတွက်အဆင်ပြေတယ်ဆိုရင်တော့ယူသွားအဆင်မပြေဘူးဆိုလို့ရှိရင်လည်းဒီတိုင်းကြည့်ပေါ့နော်မကြည့်ချင်ဘူးဆိုရင်လည်းကြော်သွားလိုက်ပေါ့ကွယ်အဲ့လိုကြီးပေါ့ဟုတ်လို့ရှိရင် comment အောက်မှာအရင်အငင်းပွားကြတာလေဆိုတော့ကျမလည်းတိတ်အဆင်မပြေဘူးကျမအတွက်ကကိုကြိုက်ရင်တော့ယူသွားကြ ဒါကျမစိုက်ခဲ့တဲ့ဤပေါ့နော်ကျမအတွက်ကတော့ဒီဒီနှစ်အတွင်းကတော့အဆင်ပြေနေစေကဲအဲ့မှာကျမကအာမြေပုံနဲ့ထဲခံနေမှာကျက်ဥအခွန်လေးမိတယ်ပုံမှန်ကျက်ဥတွေကြော်စားတာလို့ဘေးဥတွေကြော်စားတာလို့အခွန်ကျမကမပြတ်ထုတ်ဘူးဒီထဲမှာပြန်ထည့်တယ်သူကတန်တဲ့အတွက်ကောင်းတယ်ပေါ့နော်ဒီအပင်ရဲ့တန်တဲ့အတွက်ကောင်းတယ်အဲ့အတွက်ကြောင့်မို့ကျမကထည့်သုံးပါတယ်ရှင်ကျက်ဥအခွန် ျမနေရတော့ organic စစ်စစ်မြေဩဇာလုံးဝမသုံးဒီအတိုင်းပဲသုံးနေတာဒါပေမဲ့အာအရင်ကတော့များတာပေါ့ကွယ်ကျမတို့ time မှာဒီဟာတွေကအကုန်ဝယ်ရတာဆိုတော့မရှိဘူးမြန်မာပြည်မှာဆိုလို့ရှိရင်တော့အာနေဘက်တွေကလူတွေဆိုလို့ရှိရင်ဒီဟာအကုန်လုံးကသူတို့စီမှာရှိတယ်ဝယ်စရာမလိုဘူးပေါ့နော်ကိုအိမ်မှာရှိတဲ့ဟာလေးနဲ့စိုက်လိုက်တာပေါ့ လိုမျိုးလေးတွေရှိပါတယ်ရှင်နောက်ပြီးတော့မှဘန်ကောက်မှာနေတာဆိုတော့နေရာအကန့်အသတ်လည်းရှိနေရာအကန့်အသတ်ရှိတယ်ဆိုတာကျမတို့လိုတိုက်ခံမှာနေတဲ့သူတွေအတွက်ကိုပြောတာပေါ့နော်ဒီမှာဆိုရင်ကျမဝရန်တာအပင်ဆိုင်လွန်လို့ဟိုဘက်တွေကဖြူနေပြီးတော့ဒီဘက်ခြံမှာဆိုလို့ရှိရင်ဝါအနေနဲ့အဲ့ဒါအပင်ဆိုင်ပြီးတော့အရင်အဆိုဝရန်တာမှာတင်ထားတာအဲ့ဒါရေလောင်းတော့ဒီဝရန်တာတွေကအမြဲတမ်းအာရေတွေနဲ့ထိတော့မြေကြီးတွေရောဆိုတော့အကုန်ဝါအကုန်လား ဲ့ဆိုတော့ကျမဟိုဘက်မှာဆင်ဝင်ပြီးတော့မှလှုပ်လိုက်တယ်ပေါ့နော်။ကြည့်အခုကတော့ငရုတ်ပင်ကိုအိုးပြောင်းပေးတာပေါ့နော်။ငရုတ်ပင်ကိုအိုးပြောင်းပေးတယ်။ကျမစိုက်တဲ့အပင်တိုင်းကိုကျမဒီနီတိုင်းပဲဆက်ပြီးတော့မှအကုန်လုံးအဲ့လိုပဲထည့်တာပေါ့နော်။အိုးထဲကိုထည့်။နင်းစီကတော့လေကျမအကုန်လုံးကိုညက်ဖြတ်လိုက်တယ်သူတို့ အစ်စ်ပြန်ထွက်လာမယ်ဟာအရင်အဟောင်းထပ်ပို့ပြီးတော့မှအာတန်သွားအောင်လို့ပေါ့နော်အဲ့ဒါအရွက်တွေအကုန်လုံးဖြတ်ပြီးတော့အယူပဲချင်လာတယ်နင်းစီစိုက်လို့ရှိရင်လေကျမလိလာတလာတော့သူတို့ကိုနှမျောလို့မရဘူးညက်ပေးရတယ်အဲ့ဒါမှအရွက်လေးတွေလလလေးတွေထွက်လာပေါ့နော်ကဲဒါဆိုလို့ရှိရင်တော့ကျမအပင်စိုက်တာလည်းပြီးသွားပါပြီ အလူဖောက်တာလည်းတော်တော်လေးကိုများသွားပါပြီရှင်။အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်မိပါတယ်။ပြန်ပြီးတော့မှဆန်းဆိုင်ကြည့်ပါတော့ကျွန်မညီကိုကြိုက်တယ်ဆိုရင်ပါမကြိုက်ဘူးဆိုရင်ကိုမကိုယ်တိုင်ကြီးရှိနေတယ်။ကိုယ်တိုင်ကြီးနဲ့စိုက်ကြပါကွယ်။အားလုံးကိုကျွန်မကတော့ကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုတွေမှာထပ်တွေ့ကြပါမယ်။ Bye bye ။